ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါတင်းနာသားသမီးများအတွက်ပတ်စဉ်တောက်ကြနေညနေ6:00ဆိုရင် ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျယ်ပွင့်တဲတော်နမိတ်ကိုတဲတော်ကခုနကချပြီးတော့ကံကြမ္မာဖတ်ကြားပေးတာပေါ့နော်ဒုက္ခကျယ်ပွင့်ဟောသံလေးဖြစ်ပါလေဒီဟောသံလေးကိုပတ်စဉ်တောက်ကြနေညနေ6:00ဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်ပါတယ်အဲတော့ဟောသံအစီအစဉ်လေးစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကို ယူရိုမင်္ဂလာခြံကနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါခြင်းပါကျွန်တော်တို့ယူရိုမင်္ဂလာခြံကိုအပတ်စဉ်ဗုဒ္ဓဦးနေရလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမစီဖွင့်ပါလေမြည်သူမဆိုလွတ်လွတ်လပ်လပ်အခမဲ့လာရောက်ပြီးတော့ရရရာအစီအရင်တွေပြုလုပ်နိုင်ပါတယ်နောက်လာတင်လာတဲ့ဒီရက်နေ့တိုင်းလည်းဘေးဒလက္ခဏာဆရာပြတင်တဲ့နေ့ရှိပါတယ်မြည်သူမဆိုတင်တဲ့လာတက်လို့ရပါတယ်เนาะတင်တဲ့ကြီးပြည့်စရာမလိုပါဘူး တချို့အကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့ယူရိုမင်္ဂလာချန်ကိုမလာရောက်နိုင်တဲ့လူတွေကတော့ online ကနေပြီးတော့ Berlin Hostel လေးတွေမှာယူနိုင်ပါတယ် Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာနိုင်ပါတယ် Viber နံပါတ်လေးတွေပြောပါမယ်နော်39692 395လုံး9နောက်တစ်ခုက39992029အဲ့ဒီဖုန်းနံပါတ်ရဲ့ Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်အဲ့ကျွန်တော်တို့ live မှာတင်ပေးထားတဲ့ ဖားစရာကြီးမင်းသိကကြီးနဲ့ပြတော့ပြီးပေါက်တဲ့ပတိလေးတွေအဆောင်လက်ပတ်လေးတွေဝါစိမ့်ညီပေါ့နော်အဆောင်လက်ပတ်လေးတွေရှိတယ်။နောက်ဝါစိမ့်ညီအင်းဖြောင်းနိုင်လေးတွေရှိတယ်။အဲဒီအားလေးတွေကိုလည်းကျွန်တော်တို့ယူရောမင်္ဂလာချမ်းမှာကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ဝယ်ခြင်းတပဆိုရင်လည်းဝယ်နိုင်ပါလေ။ဟယ်လိုမမုတ်ပဲနဲ့ကျွန်တော်တို့ online မှာနေမှာခြင်းနဲ့ဆိုရင်လည်းဆက်သွယ်မှာနိုင်ပါတယ်နော်။အဲ့တော့နံပါတ်1ကတော့ကျွန်တော်တို့ တဏှာသာသမီတွေရဲ့ကံကြမ္မာကိုဖတ်ကြားပြီးမှဖြစ်ပါတယ်။တဏှာသာသမီတွေတွေကြလာတဲ့တေရနမိလေးရှိပါတယ်။အဲ့ဒီနမိကဘာနမိကြလဲဆိုတော့သူကကျယ်ပွင်းလူလင်ဆိုတဲ့တင်ကိတာနမိပါ။ဒီနမိကိုထင်ရှားအောင်ပြောမယ်ဆိုရင်တော့မြင်းစည်းလာတဲ့စစ်သူရဲ့တယောက်ပေါ့နော်။သူလက်ထမှာကျယ်ပွင်းလေးကင်တာတယ်။သူကအေဂျင့်တည်ငြိမ်စွာနဲ့ခရီးနှင်လာတာပေါ့။ဒါတိုက်ပွဲတွေအားလုံးပြီးဆုံးသွားပြီ။အောင်မြင်မှုတွေကိုလည်းရရှိခဲ့တယ်။ ရရှိခဲ့တဲ့အတွက်အေးငြိမ့်သက်သာစွာနဲ့ခရီးနှင်နေတဲ့တင်ဂဒနမိဖြစ်ပါတယ်။ဒါဒီကာလမှာတင်းလာသားသမီးတွေအကောင်းဆုံးကတော့ခရီးကိစ္စပါ။အဲတော့ယုတ်ဒီရဲ့မမျော်လင့်မဲ့ဖြစ်ဖြစ်တည်တည်ကြကြစနစ်တကျစီစဉ်လို့ပဲဖြစ်ဖြစ်ခရီးကိစ္စတွေသွားရတတ်ပါတယ်။အဲ့ဒီခရီးတိုင်းခရီးတိုင်းကတော့အောင်မြင်တဲ့ခရီးမျိုးတွေဖြစ်တတ်ပါတယ်။ဘယ်ကနေအစဉ်ပြေမဲတဲ့ကံကောင်းမဲ့ခရီးပါ။ကွာခရီးကိုရွေကျက်စီစီနဲ့သွားတယ် အဲ့ဒီခရီးသွားတဲ့ရည်ရွယ်ချက်တည်းရလေဧကံမௌကြာအစဉ်ပြေနိုင်တယ်ဧကံမௌကြာအောင်မြင်တဲ့ခရီးမျိုးတွေဖြစ်တတ်တယ်ရဝေးကိုသွားရောက်ပြီးတော့အလုတ်လုတ်ကန်ရှာဖွေနေတဲ့သူတွေပေါ့တင်းလာသားသမီးတွေတွေထူးထူးခြားခြားကံကြမ္မာကောင်းခြင်းတွေကြုံရတတ်ပါတယ်ဒီကလောက်မှာဝင်းနှဲအလုတ်တွေအပြောင်းရွှေ့တွေလက်ရှိနေရာနေပြီးတော့တခြားနေရာကိုပြောင်းမယ်ရွှေ့မယ်သွားမယ်လာမယ်အပြောင်းရွှေ့အတွက်စ조사အားထုတ်နေတဲ့ တင်းလာသားသမီးတွေအတွက်ဆိုရင်တော့မင်္ဂလာတင်းလို့ပြောမယ်ဆိုရင်ပြောလို့ရပါတယ်နော်။နောက်ကိုပိုင်းစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေတူတူကြကြတိုးတက်မှုအောင်မြင်မှုတွေရနိုင်ပါတယ်။နောက်နိုင်ငံခြားအတိုင်းပြည်တွေနဲ့ဆက်သွယ်ပြီးတော့ချိတ်ဆက်ပြီးတော့လုပ်ကိုင်နေတဲ့သူတွေအတွက်ဆိုရင်အောင်မြင်ထွန်းတောက်ခြင်းတွေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲတော့ဖက်ဖက်ကနေအဆင်ပြေခြင်းတို့၊ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေအကျိုးအမြတ်တွေတေကံမှုချဖြစ်ထွန်းတတ်တဲ့ ကံကြမ္မာနမိတ်ပါတော်တော်လေးနမိတ်ကောင်းတယ်လို့ပြောမှဆိုရင်ပြောရတော့တဲ့အခြေအနေမျိုးရှိပါတယ်နော်တော့လို့ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်ဘူးလားလှုပ်ရင်ရောဖြစ်မှာလားမဖြစ်ဘူးလားအဲ့လိုမျိုးစဉ်းစားတွေးတောနေတဲ့တင်းလာသားသမီးတွေအတွက်ဆိုရင်တော့လှုပ်တဲ့ဘက်ကိုပို့ပြီးတော့ဦးစားပေးပြီးတော့ရွေးချယ်တင်ပါတယ်နမနစ်ကကျွန်တော်တို့ ဒါကနံပါတ်1ကအလုတ်ပေါ့နော်အလုတ်ပြီးတဲ့အခါကျတော့သူကဒုတိယဥသာပေးကြည့်ရမယ်ကံကြမ္မာကျတော့ငွေချေးကံပါငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှာလည်းပဲကျဲပွင့်ဆယ်ပွင့်ဆိုတဲ့နမိတ်ကြကျဲပွင့်ဆယ်ပွင့်ဆိုတဲ့နမိတ်ကလည်းအင်္ဗရာမကောင်းပါငွေချေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရခြင်းနဲ့စိတ်ပျော်ရွှင်ရခြင်းနဲ့ကံကောင်းခြင်းတွေဖြစ်အဲတော့ငွေရလွယ်မယ်ပေါ့နော်ငွေရှာလွယ်မယ်ပေါ့ငွေချေးကိုပတ်သက်မခက်ခဲဘူးငွေချင်းနဲ့ပတ်သက်ပြီးတော့ပင်မဆင်းရဲမှုတွေနည်းမယ် ။ဒီဖက်ဘက်ကနေအစဉ်ပြေးပြီးတော့ကန်ကောင်းပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတဲ့ရစရာကြီးတဲ့ငွေတွေရလွယ်လွယ်ကူကူရမယ်။ပေးရာရှိတဲ့ငွေတွေလွယ်လွယ်ကူကူနဲ့ပေးနိုင်မယ်။ကိုမငွေချင်းနဲ့ပတ်သက်တဲ့ပူပန်တော့ကအခက်အခဲတွေကြုံနေတော့မှအဲ့ကိစ္စလေးတွေအစဉ်ပြေသွားတာမျိုးတွေကိုထူးထူးခြားခြားတွေ့ရမှာဖြစ်ပါတယ်။အဲ့ပတ်စံကိစ္စနဲ့ပတ်သက်ရင်တော်တော်လေးကောင်းပါတယ်။နောက်တစ်ခုကကျွန်တော်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာပေါ့နော်။အဲ့ဒီနိမိတ်မှာကျတော့သူကအတိုက်ခံကိုညွန်ပြတဲ့ကံကြမ္မာနိမိတ်ကြတယ် ော့ဆွေမျိုးသားချင်းတွေနဲ့ကိုယ်နဲ့မမျှော်လင့်မနဲ့အတိုက်ခံလေးတွေဖြစ်တတ်တယ်။အနှောက်အယှက်ကလေးတွေဖြစ်တတ်တယ်။ရန်လေးတွေပါလေးတွေပေါ်ပေါက်တတ်တယ်။ဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းစပ်ဆက်တူရှယ်ယာလုပ်မယ်ဆိုရင်နည်းနည်းလေးသတိထားပြီးတော့မှလုပ်တင်တယ်။နောက်လူမျိုးရဲ့နဲ့ပတ်သက်တဲ့ကံတနမှာကြတော့နှလုံးသားမှာဓာတ်သုံးလက်စိုက်နေတဲ့ကံကြမ္မာနမိတ်ဆိုတော့လူယုံနေပါလေဒုက္ခပေးတတ်တယ်ပေါ့။ဒီလူကွာယုံနေယုံတဲ့အတွက်ကိုမအခက်အခဲဖြစ်တတ်တယ်။အဲ့တော့လူယုံမထားနဲ့လူမျိုးရဲ့ကံတာတွေမှာ နည်းနည်း short တင်တာပေါ့နော်။နောက်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဘုံကြီးနမိတ်ပါပဲ။ဘုံကြီးနမိတ်ကကြတော့လေတော်တော်လေးကောင်းတယ်။ဒါရဏသာသမီတွေအတွက်ကျမ်းမာရေးကံတာအထူးကောင်းတာပေါ့။ကျမ်းမာရေးညံ့နေတဲ့တနင်္လာသာသမီတွေတောင်မှဒီကာလတွေမှာဆရာကောင်းသမားကောင်းတွေ့မယ်။ဆေးကောင်းဝါကောင်းတွေ့ပြီးတော့ကျမ်းမာရေးတွေပြန်လဲပြီးတော့ကောင်းမွန်လာနိုင်တဲ့ကံကြမ္မာမျိုးရှိပါတယ်။နောက်ပညာရေးကဏ္ဍပေါ့လူငယ်တွေရဲ့ပညာရေးကိစ္စတွေသင်တန်းကိစ္စစာမွေးဖြည့်ဆိုခြင်းနဲ့ပတ်သက်တဲ့ ကဏ္ဍတွေမှာတော့တင်းလာသားသမီးတွေအပြင်းထန်စ조사အားထုတ်ပြီးတော့မှအောင်မြင်မှုရသွားနိုင်တဲ့ကံကြမ္မာနမိတ်မျိုးဖြစ်ပါတယ်။နောက်ချင်းတော်နဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်မှာကျတော့ခွဲပလား၆လုံးတဲ့နမိတ်ကြတယ်။ခွဲပလားထဲမှာပန်းတွေပွင့်အဲဒီပန်းပွင့်တွေထက်ထားတဲ့ခွဲပလားကိုတယောက်နဲ့တယောက်ပေးအပ်နေတဲ့နမိတ်ပုံလေးပါပဲ။အဲဒီနမိတ်ကလေးကကြည့်လိုက်လို့ရှိရင်စိတ်ချမ်းသာစရာလည်းကောင်းတယ်စိတ်ပျော်ရွှင်စရာလည်းကောင်းတယ်။အဲဒီကလာမှာနိနာသားသမီးတွေအတွက်ချင်းတော်နဲ့ပတ်သက်ရင်တော့တော်တော်လေးကောင်းပါတယ်။ စိတ်ချမ်းသာမယ်စိတ်ပျော်ရွှင်မယ်လူရဆန္ဒပြည့်မယ်တို့ကဟိုစေတ္တကြောင့်လံကိစ္စမင်္ဂလာကိစ္စတွေချောချောမောမောဖြစ်မြောက်အောင်မြင်မှုရတတ်တယ်သာသမီရင်သွေးရတနာထွန်ကားတတ်တဲ့အချိန်ကာလဖြစ်ပါတယ်အဲတော့ကံတရားအရာဆိုရင်ကောင်းများပါတယ်လူမှုရေးနဲ့ဆွေမျိုးသားချင်းကံတာလေးတွေမှာတော့နည်းနည်းလေးသတိထားဖို့လိုအပ်ပါတယ်နော်ဆိုတော့ဒီနေ့သာသမီတွေအကျိုးပေးတဲ့ကံကောင်းတဲ့အရာကတော့အဖြူရောင်ရယ်အနဲ့ရောင်ရယ်ကောင်းပါလေအဖြူအနဲ့ကောင်းတယ်ပေါ့နော် နောက်တစ်ခုကကျွန်တော်တို့ဒီကံကောင်းသေးတဲ့အကျိုးပေးသေးတဲ့နံပါတ်ကလေးတွေကတော့2ကနန်းနဲ့9ကနန်း9ကနန်းနဲ့2ကနန်းကတနင်္လာသားသမီးတွေကိုဒီတစ်ပတ်မှာအကျိုးပေးပါတယ်။ညစွာပြောခြင်းကိုတော့မြတ်ကြီးကိုနွားနို့ဟာတစ်ခွက်၊ကိတ်မုံဟာနှစ်ချက်ကတ်လူပူဇော်ပြီးတော့ဆုတောင်းပါအញ្ញံခိုက်တွေပြည့်ပတ်ပြီးတော့ကောင်းကျိုးလိုရာဇန္တာရရှိစေမှာဖြစ်ပါတယ်နော်။ဒါတနင်္လာသားသမီးတွေအတွက်တစ်ပတ်စာ ခန်းကြမှာဖတ်ကြားပေးတာဖြစ်ပါတယ်အဲ့တော့ယူရောမင်္ဂလာချန်ကိုအားလုံးလာရောက်လည်ပတ်နိုင်ပါတယ်ဖိတ်မှန်တကားပြုပါတယ်ကိုမအကြောင်းကြီးကကိစ္စကြုံတဲ့အခါကျတော့လေယူရောမင်္ဂလာချန်မှာလာပြီးတော့ရရားတွေခြေနိုင်ပါတယ်အတိတ်ကောင်းနမိတ်ကောင်းတွေယူပြီးတော့ပြန်ယူရောမင်္ဂလာချန်ဆိုသလိုပါပဲเนาะနောက်နှစ်လာမယ့်ကျွန်တော်တို့ဒီသင်မှာ25ရက်နေ့မှာအုံယူပွဲရှိပါတယ်ယူရောမင်္ဂလာချန်က ြုလုပ်တဲ့အုံယုပ်ပွဲမှာလည်းပဲအားလုံးမြည်သူမဆိုလာရောက်ပြီးတော့အုံယုပ်ပွဲကိုဆင်နွှဲနိုင်တဲ့အားလုံးကိုဖိတ်မှန်တကားပြုပါတယ်တရက်နေ့တိုင်းလည်းပဲဘေးရင်လက္ခဏာဆရာပြည့်တင်တဲ့နေ့ရှိပါတယ်အားလုံးကိုကြမ်းမှာစိတ်ချမ်းသာပြီးတော့လူရဆန္ဒပြေကြပါစေလို့ဆုတောင်းမြတ်တာလေးပို့သလိုက်ပါတယ်နော်